တနင်္သာရီတိုင်းထဝဲခရိုင်အနီးပင်လယ်ပြင်အတွင်းဝက်လက်၅ဖန်းလီတစည်းပေါ်မှာသုံးလောင်းပြိုင်လူတက်မှုဖြစ်ပွားခဲ့တယ်လို့တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနဲ့လူနာသင်ရင်အဖွဲ့တာဝန်ရှိသူတဦးကပြောပါရယ်ပင်လယ်ပြင်မှာငါဖန်းနေတဲ့ခိုင်လေးစိုးတိ38အမီရှိဝက်လက်၅ဖန်းလီပေါ်မှာမတ်လ25ရက်နေ့မနက်ပိုင်းကလူတက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့လီမာလားလုံမြို့နယ်ဆမ်လန်တေးရွာကိုရောက်ရှိလာခဲ့တယ်လို့အဲ့ဒီကယ်ဆယ်ရေးအဖွဲ့ဝင်ကပြောပါတယ်။ရုပ်အလောင်းရီနဲ့တံရရရှိသူတွေကိုမတ်လ26ရက်နေ့မနက်ပိုင်းကလူနာတင်ရင်လေးစီနဲ့ဆမ်လန်ကျေးရွာကနေတဝက်စည်းရုပ်ကြီးကိုကယ်ဆယ်ရေးအဖွဲ့ကကူညီတယ်ဆောက်ပေးခဲ့ပါတယ်။ က်ဆွဲနေချိန်ပဲ့နေငယ်ဥမောင်မြင့်အောင်ကဦးတကြီးကိုမင်းထိုက်ဆိုးကိုပိုက်ဖာတဲ့ဓာနဲ့တိုက်ခိုက်ရာကနေရောရင်းဆက်ခစတင်ဖြစ်ပွားခဲ့တာလို့အဲ့ဒီငါးဖန်းလီက လီလုတ်သားတွေကပြောပါတယ်။ဦးတကြီးကိုဓာနဲ့ထိုးပြီးတဲ့နောက်ပိုက်ပခက်မှာအိမ်နေတဲ့ယေရှုလီလုတ်သားကားဆောင်ဦးတန်ထိုက်ကိုဓာနဲ့ထိုးရာပဲ့နေနိုင်ကျော်ဆိုးကဝင်ရောက်ဆွဲရာဓာတဲ့ရာရရှိပြီးနှစ်ယောက်စလုံးတိုက်ဆုံသွားတာလို့မြင့်မြင့်တက်တဲ့လီလုတ်သားတွေကပြောပါတယ်။ ံရရရှိထားသူကိုမင်းထိုက်ဆိုကဓာနဲ့တိုက်ခိုက်နေတဲ့ပဲ့နေငယ်ဥမောင်မြင့်အောင်ကိုဂေါ်ပြားနဲ့ရိုက်နေတာကြောင့်စတင်တိုက်ခိုက်ခဲ့သူပဲ့နေငယ်လည်းတီဆုံသွားတာလို့လီလောက်သားတအူကပြောပါရယ်တီဆုံသွားသူတွေအနက်နှစ်ဦးမှာလောင်းလုံးမြို့နယ်မောင်မကဲကျေးရွာသားတွေဖြစ်ကြပြီးနောက်တအူမှာဗိဆာတိကဖြစ်ပါရယ်